။တခါတော့ကယူဟာတယောမှာအယံကိုအသက်ကြီးနေပြီဖြစ်တဲ့တယံမကြီးတကောင်နေထိုင်ပါရီ။သူမကတကယ့်ကိုအသက်ကြီးနေခဲ့ပြီးကြောက်စရာလည်းအလွန်ကောင်းပါရီ။သူမတယံမကြီးဆိုပေမဲ့သဘောတောက်အလွန်ပြေးသွားတဲ့တယံမကြီးပါ။သူမမွေးထားတဲ့တလိုက်ဆန်တွေလည်းအများကြီးရှိပါရဲ့။တယမကြီးအလောက်ကိစားရှိလို့အပြင်ကိုထွက်သွားတဲ့အချိန်မှာရွာမရှိတဲ့ရွာတကြီးသူရဲ့လူတွေကိုခေါ်ပြီးရောက်လာပါတယ်။ပြီးသွားတဲ့အခါမှာတော့နွားကြီးတကောင်ကိုခိုးယူသွားပါတယ်။နွားကြီးကတကယ်ရန်ကိုလှပလွန်ကြပါ နွားကြီးကိုတွေးရတဲ့သူတွေအကုန်လုံးကလည်းသဘောကျနှစ်သက်နေကြပါရီ။စုံမကြီးအိမ်ကိုပြန်လာခဲ့တဲ့အခါမှာတော့သူ့မွေးထားတဲ့တလေးဆန်တွေအားလုံးကိုလာစစ်ဆေးကြည့်ပါရီ။ပြီးသွားတဲ့အခါမှာတော့တလေးဆန်တွေကိုလည်းသူကအစားအစာကျွေးမွေးပါသေး။သူ့ရဲ့စွမ်းအားတချို့ကိုသူ့ရဲ့တလေးဆန်တွေကိုခွဲဝေပေးထားတဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့တလေးဆန်လေးတွေကတောင်းယုံတောင်းယုံနေမကောင်းမဖြစ်ပါဘူး။သူတို့ကလူစကားကိုလည်းပြောတတ်ကြပါရီ။တရေမကြီးကလည်းအားလုံးနဲ့စကားပြောပါရီ။သူလည်းနွားတွေကိုလာကြည့်တဲ့အချိန်မှာနွားနှစ်ကောင်ပြောင်းနေအောင်ကိုတွေ့ခဲ့ရပါရီ။ သူလည်းဒေါသအရန်ထွက်သွားခဲ့တာပေါ့ဒေါသတကြီးနဲ့ရွာထဲကိုဝင်သွားပါတယ်သူရဲ့နွားကြီးကိုနေရာဆောင်မှာလိုက်ရှာခဲ့ပေမဲ့ဘယ်မှမရှာမတွေ့ပါဘူးရမို့ချုပ်သွားခဲ့ပါပြီစိတ်ဆိုးဒေါသထွက်လို့နေခဲ့တဲ့အတွက်ကြောင့်မို့လို့သူမဘာကမှမစင်စားတတ်တော့ပါဘူးဒီလိုနဲ့သူမကလည်းအိမ်တိုင်းအိမ်တိုင်းကိုလိုက်သွားကြည့်ပါတယ်အိမ်တိုင်းအိမ်တိုင်းရဲ့ဝရန်တာပေါ်ကိုသူတက်ကြည့်ပါတယ်သူမခုံနေခဲ့တဲ့အတွက်ကြောင့်မို့လို့အိမ်တွေကလည်းငလင်လောက်တလို့လှုပ်ကုန်ပါတယ်အိမ်မှာရှိတဲ့သူတွေအကုန်လုံးကြောက်လန့်ကြတဲ့အပြင်ကိုထွက်ကြည့်ကြပါတယ်ငါရဲ့နွားတွေပြန်ပြီး နွားချင်းကြီးကိုဒူလိုက်ရှာနေခဲ့ပါတယ်။ရှာလို့မတွေ့တဲ့အဆုံးမှာတော့နောက်တိုင်ကိုကူးသွားပါတယ်။ဒီလိုနဲ့ပဲကျွားအပေါ်မှာပြန်တန်းပြီးနွားချင်းကြီးကိုလိုက်ရှာပါတယ်။သူ့ရဲ့နွားချင်းကြီးကိုတော့ဘယ်မှမှရှာမတွေ့ခဲ့ပါဘူး။ဒေါ်တာထွက်နေတဲ့ဆုံးမကြီးကရွာသူရွာသားတွေအားလုံးကိုစိန်ခေါ်ခဲ့ပါတယ်။ငါရဲ့နွားကိုငါပြန်မရဘူးဆိုလို့ရှင်တော်နဲ့တို့အားလုံးကဖြတ်စည်းပြစ်မှာအလွတ်ပေးမယ်လို့မထင်နဲ့နားလေလား။နေရဲ့နွားချင်းကြီးဘယ်မှရှိရလဲဆိုတာကိုငါသိရင်ငါပြောပြမယ်။ဆုံးမကြီးကလည်းအနောက်ကိုလှည့်ကြည့်ခဲ့ပါတယ်။အနောက်မှာရှိနေတာကလေးလေးတယောက်ပါ။ကလေးလေးကလည်းပြောပါတယ်။ နေရနွားတွေကိုခိုးသွားတခြားသူမဟုတ်ဘူးရွာတကြီးရွာတကြီးရဲ့အိမ်မှာတော့ကြည်နေနွားတွေရှိတယ်။ကျွန်တော်ကိုယ်တိုင်နွားကြီးတွေကိုသူခိုးလာတာကိုတွေ့လိုက်တယ်။စောဘကြီးကလည်းဒေါသထွက်နေခဲ့ပါတယ်။ပြီးရနေရွာတကြီးရဲ့အိမ်ဘက်ကိုပြန်တန်းသွားခဲ့ပါတယ်။ရွာတကြီးရဲ့အိမ်ရှိကိုရောက်သွားတာနဲ့သူရဲ့နွားကြီးတွေကိုသူလည်းတွေ့မြင်ခဲ့ရပါတယ်။တငယ်မကြီးလည်းဝမ်းသာပျော်ရွှင်သွားခဲ့ပါတယ်။ပြီးတော့သူစဉ်းစားနေပါတယ်။ဒီအတိုင်းပဲနွားကြီးတွေကိုပြန်ခေါ်သွားရင်ကောင်းမလား။ဒါပေမဲ့သူကငါ့ရဲ့နွားကြီးကိုခိုးသွားခဲ့တာ။ ီပုံစံအတိုင်းတော့ငါ့ရဲ့နှောင်းရီကိုငါပြန်ခေါ်သွားလို့မဖြစ်ဘူးသူ့ကိုအရင်ဆုံးသင်ကန်းစာကောင်းကောင်းပေးရမယ်သူလောက်သွားတဲ့အလောက်ကမှားတယ်ဆိုတော့ကိုသူသိကြရမယ်တရမကြီးကလည်းအတန်ပြဲကြီးနဲ့អော်ခေါ်လိုက်ပါတယ်အပြင်ထွက်လာခဲ့ဇန်းရွာကကြီးအပြင်ထွက်ခဲ့ငါ့နှွားရီကိုခိုးသွားတဲ့တခုအပြင်ထွက်ခဲ့နေအတော်လေးကိုတတ်သိရှိပါလားငါ့ရဲ့နှွားရီကိုခိုးရက်တယ်ဆိုတော့လေအခုငါ့နှွားရီကနေကိုဖျက်ဆီးပြစ်တော့မှနှွားကြီးတွေကဒေါသတွေအရန်ထွက်ပြီးမျက်လုံးတွေညှဲလာပါတယ်သူတို့ရဲ့စွမ်းအားတွေကြောင့်ပဲသူတို့ရဲ့ဥစုတွေကအရင်တုန်းကထပ်ပိုးထလာခဲ့ပါတယ် သူတို့ကလည်းအမြန်ဆုံးရွာတကြီးရဲ့အိမ်တဲကိုပြေးဝင်သွားပါတယ်။ပြီးတာနဲ့အိမ်တဲအိမ်လုံးကိုလိုက်လံဖျက်ဆီးပြစ်ပါတယ်။တရဲမကြီးကအပြင်ကနေအတန်အကျဲကြီးနဲ့ရီမောင်းနေပါတယ်။အခုနေရဲ့အိမ်ကိုနင်ကဲတင်လိုက်တော့ဘာဖြစ်တာလဲဘာတွေဖြစ်တာလဲတော်ကြစမ်းတော်လိုက်ကြတော့တော်ကြလုံးကပြောနေရဲ့ဘာလုံးနေကြတာလဲယူသွားကြပြီလားမင်းတို့ကငါ့ရဲ့နွားကြီးတွေလေဒါဘာလုံးကြလဲဘာလုံးနေကြတာလဲဘာလို့အခုလိုလုံးနေကြရတာလဲပြောစမ်းဘယ်အချိန်ကစပြီးငါတို့ကနေရဲ့နွားကြီးဖြစ်သွားရတာလဲမင်းတို့ ငါတို့ကိုဘယ်တော့ကမွေးထားခဲ့ဘူးလို့လဲငါတို့ကိုအလုတ်တွေလည်းအများကြီးခိုင်းတယ်မနဲ့တုံးကလဲလဲထုံခိုင်းသေးတယ်နေမကောင်းဘူးဆိုတော့ကိုတီတီနဲ့အလုတ်တွေအများကြီးခိုင်းခဲ့တာငါတို့ကိုတပ်ပြစ်ချင်လို့အခုလိုလှုပ်ခဲ့တာမလားဒီလောက်ထိရက်ဆက်ခဲ့တာဘလို့လို့ငါတို့ကမေ့ပြစ်နိုင်မှာလဲဟုတ်တယ်ဟုတ်တယ်ငါတို့အလုတ်တွေအများကြီးခိုင်းတယ်အဲဒါကြောင့်ငါတို့အခုအခွင့်အရေးရပြီဆိုတော့နင့်ကိုအလှုပ်ပေးမှာမဟုတ်တော့ဘူးဒီလိုနဲ့နွားနှစ်ကောင်လုံးကရွာတကြီးရဲ့အိမ်မှာပြစ်ပေါက်ခွဲနေခဲ့ကြပါတယ်ပြီးသွားတာနဲ့သူတို့ရဲ့သခင်တရမော့ကြီးနဲ့အတူတူအိမ်ပြန်လိုက်သွားပါတယ် တရမကြီးစီမှာပိုင်ဆိုင်တဲ့မွေးစားတလိပ်ဆန်တွေအများကြီးရှိပါတယ်။ဒီလိုနဲ့ရက်ကွက်ထဲမှာရှိတဲ့တလိပ်ဆန်တွေကျွာသူရွာသားတွေကစုံပြစ်လိုက်ပြီးဆိုတာနဲ့စုံမကြီးကသူတို့အားလုံးကိုခေါ်မွေးစားထားပါတယ်။တလိပ်ဆန်တွေအားလုံးကိုစေကူတပေးပြီးသူနဲ့ပဲအတူတူခေါ်ထားတတ်ပါတယ်။ကျွာသူရွာသားတွေကဒီတဲ့င်းကိုကြားရတိုင်းစိတ်ဆိုးတတ်ကြပါတယ်။ဒါကြောင့်တရမကြီးကိုရွာကနေမောင်းထုတ်ဖို့အတွက်သူတို့စီစဉ်ကြပါတယ်။ ပြီးတော့တဲ့ခါကျရင်တလေးဆန်တွေကအားလုံးကိုလည်းပြန်ခေါ်ထားမယ်ပေါ့။ရောက်ဖို့ချုပ်သွားတာနဲ့ရွာသူရွာသားတွေအားလုံးကလည်းမီတော့တွေ깟ပြီးတရဲမကြီးရဲ့အိမ်ကိုသွားပါရယ်။အပြင်ကနေပဲသူမကိုလှမ်းအော်ကြပါရယ်။အပြင်ထွက်ခဲ့စမ်းအပြင်ထွက်ခဲ့ဒီနေ့တော့နေ့ကငါတို့တခါရင်အဆုံးသတ်ပြစ်မယ်။နေကငါတို့ရဲ့တလေးဆန်တွေအကုန်လုံးကိုပြုစားထားတာပဲ။နင်းကြောင်နဲ့ငါတို့စီးပွားရေးအခြေအနေတွေအကုန်လုံးပြည့်စည်သွားခဲ့ရတာ။ဒီကနေ့ချက်ချင်းထွက်သွားလိုက်။နင်းတို့ရဲ့အက်တီတူပဲတလေးဆန်မှလိုက်မလာခြင်းဘူး။ ဒါပေမဲ့ရွာသူရွာသားတွေကချက်ချင်းဝင်လာကြပါတယ်။ပြီးရတဲ့တလိမ့်ဆန်တွေအကုန်လုံးကိုပြန်ယူဖို့အတွက်ကြိုးစားပါတယ်။တရဲမကြီးကတလိမ့်ဆန်တွေကိုအရန်ချစ်တဲ့အတွက်အသာတကြီးပဲလှုပ်ပေးခဲ့ပါတယ်။နင်တို့အားလုံးအိမ်ပြန်လို့ရတယ်။နင်တို့အားလုံးကိုငါတားမမဟုတ်ဘူးနော်။နင်တို့ရဲ့တခင် နင်တို့ရဲ့အိမ်ကတော့ရွာထဲမှာပဲ။သွားကြပါသွားကြပါအေးအေးဆေးဆေးသွားကြ။နင်တို့အားလုံးကလည်းနေပြန်ကောင်းသွားကြပြီလေ။တလိုက်ဆန်တွေအားလုံးထွက်သွားခဲ့ပြီးနောက်မှာရွာသူရွာသားတွေပျော်ရွှင်ကုန်ပါတယ်။ပြီးရနဲ့တရဲမကြီးကိုရွာကနေထွက်သွားခိုင်းခဲ့ပါတယ်။ ရွာသူရွာသားတွေကလည်းဒလိမ့်ဆန်တွေကိုခေါ်ပြီးပြန်သွားခဲ့ကြပါပြီ။တရမကြီးလည်းဝမ်းနဲ့ပလတ်ဖြစ်ပြီးရှင်ကွဲစွာနဲ့ကြံခဲ့ရပါတယ်။စိတ်ဆိုးဒေါသထွက်နေခဲ့ပေမဲ့ဘာမှလုပ်လို့မရပါဘူး။သူမအိမ်မှာထိုင်နေရင်းနဲ့ပဲမွေးစားထားတဲ့ဒလိမ့်ဆန်တကောင်စွန်ပြစ်ခံရတဲ့ဆိုတဲ့သတင်းကိုကြားရတဲ့အတွက်အပြင်းထွက်သွားပါတယ်။သွားကြည့်ခဲ့တဲ့အခါမှာကြောင်တကောင်ဖြစ်နေပါတယ်။စတောင်းမှလည်းထင်ရရထားပါတယ်။တရမကြီးကကြောင်လေးကိုအင်ခေါ်သွားပါတယ်။ဘာဖြစ်တာလဲ။လျောင်ကြီးကတော့အရန်ဝမ်းနဲ့နေတယ်လို့ပဲ။ဘာမှမဖြစ်ဘူးငါအဆင်ပြေရဲ့။ဘာဖြစ်တာလဲဆိုတော့ပြောပြပေါ့။ ။နေရလူတွေကိုအမြဲတမ်းအကူအညီပေးတဲ့သူမဟုတ်လား။လူတွေကလည်းနေမကောင်းကြောင်းပဲပြောကြတာ။လူတွေမွေးထားတဲ့တလိပ်ဆန်တွေကိုနင်ကခိုးယူပြီးတော့ပြုတ်စားတယ်တဲ့။ခိုးယူတယ်။ငါကလည်းဘယ်သူကမှမခိုးဘူးတိလား။အားလုံးကိုသူတို့ကစွန့်ပစ်သွားလို့သာငါကကျမ်းမကြီးပြန်ကောင်းပြုစုပေးခဲ့ရ။အခုနင်းကိုလည်းငါစောင့်ရှောက်ပေးနေရပဲ။ဇန်နာကတော့လည်းတို့တော့ပဲ။သွားခြင်းသွားနေခြင်းနေကြိုက်တယ်လို့လို့။သွားခြင်းနဲ့သူကသွားမှာပဲ။မသွားခြင်းလို့ငါနဲ့တူတူနေကြတာပေါ့။ဒါတော့မှလူတွေကငါ့ကိုမကောင်းဘူးဆိုပြီးတော့ခေါင်းစဉ်တက်ကြသေးတယ်။ အဲ့တော့လည်းမဟုတ်ပါဘူး။နေရကြကဲကိုအရင်ကကောင်းမွန်နေသူပါ။ငါ့ကိုခွင့်လွှတ်ပါနော်။နေလဲအိမ်ပြန်တော့လေသွားသွား။မသွားပါဘူး။တို့ကအရင်ကိုစိုးကြတယ်။ငါ့ကိုလည်းကောင်းကောင်းမဆက်ဆံကြဘူး။တန်ရရတာနဲ့ငါ့ကိုဆွန့်ပြစ်လိုက်ကြတယ်။တို့ပဲငါတို့ကိုမွေးကျင်နေဆိုပြီးတော့ခေါ်လာတာ။ထမင်းလည်းပုံမှန်မကြွေးဘူး။တရက်လုံးငါပြက်ပြီးနေရတာ။ကောင်းကောင်းလည်းအိတ်လို့မရပါဘူး။အခုတို့အိမ်မှာခွေးတကောင်ထပ်မွေးထားတာဆိုတော့ငါ့ကိုမလိုအပ်တော့ဘူးလေ။ခွေးနဲ့ကြောင်နဲ့အတူတူနေလို့မရဘူးဆိုတော့ကိုတည့်ရဲ့သားနဲ့ ငါတော့တို့ရှိကိုပြန်မတော်ချင်ဘူး။နေရတဲ့ဘောအတိုင်းပါပဲရပါတယ်။ဒီလိုနဲ့နှစ်ယောက်သားစကားပြောဆိုနေခဲ့ကြပါတယ်။ကြောင်လေးကတော့နေအောင်ဆောင်ကိုသွားပြီးဆုံးမကြီးအကြောင်းကိုချီချူပါတယ်။လူတွေမွေးထွားတဲ့တလေးဆန့်တွေအကုန်လုံးကိုလည်းဆုံးမကြီးကောင်းကြောင်းတွေတို့ပြောပြပါတယ်။ဒါပေမဲ့တခြားတလေးဆန့်တွေကတော့ဒီအကြောင်းကိုလက်မခံခဲ့ကြပါဘူး။ဒီလိုနဲ့တလေးဆန့်တွေအကုန်လုံးကလည်းအတူတူဆိုပြီးစကားပြောနေကြပါတယ်။တခါတလေမှာတို့အားလုံးကဆုံးမကြီးစီကိုလာပြီးတော့ဆေးကူတာတက်ကြပါတယ်။တောင်တန်းတွေပေါ်မှာအိမ်တိုင်ရှိပြီးအဲ့ဒီအိမ်မှာအသက်ကြီးနေတဲ့ဆုံးမကြီးတယောက်နေထိုင်နေပါတယ်။ သူကမဲနေတဲ့အဝိစာကိုဝစ်စင်ပါတယ်။သူမရဲ့စပင်ကအဖြူရောင်ကြီးဖြစ်ပြီးမျက်လုံးကြီးကနီးရဲပြူကျောင်းနေပါတယ်။လက်မလည်းတုတ်ပဆောင်ကိုင်းထားပါတယ်။သူမအိုးတလုံးရှိပြီးအိုးထဲမှာညစ်ပတ်နေတဲ့ရေရေရှိပါတယ်။သူကဂါရမန်တန်နဲ့ရုပ်ဖတ်ပြီးနောက်မှာတော့ရွာမနေထိုင်နေတဲ့ဆုံးမကြီးအကြောင်းကိုကြားသိနေခဲ့ရပါတယ်။တောင်ပေါ်ကဆုံးမကြီးကတော့ရွာထဲကဆုံးမကြီးအကြောင်းကိုတေချာကြည့်နေရပေါ့။ရွာထဲကဆုံးမကြီးကနေထိုင်နေရအတော်လေးကြာပါပြီ။ သူကတလိတ်ဆန်တွေကိုဈေးကူတာပေးနေခဲ့ပြီးတလိတ်ဆန်တွေအများကြီးကလည်းသူ့မှာရှိပါတယ်။ဒီအကြောင်းလေးကိုတီးခဲ့ရတဲ့အခါမှာတောင်ပေါ်ကစုံမကြီးကမနာလို့ဖြစ်သွားပါတယ်။ဒါကြောင့်သူကလည်းမော်ထုတ်ကြီးပေါ်မှာထိုင်ပြီးနောက်မှာတော့ရွာရဲကိုဝင်လာခဲ့ပါတယ်။မော်တပြဆေးကြီးနဲ့ရောက်ရှိလာခဲ့ပြီးနောက်မှာတော့ကောင်းမွန်တဲ့စုံမကြီးရဲ့အင်ကိုသူရှာတွေ့ခဲ့ပါတယ်။သူကလည်းပုံစံပြောင်းပြီးအင်ကျဲဝင်လာပါတယ်။အင်ကျဲကိုဝင်လာတာနဲ့သူကကောင်းမွန်တဲ့စုံမကြီးရဲ့ပုံစံကိုပြောင်းပြီးတလိတ်ဆန်တွေကိုနှိပ်စက်ပါတယ်။မကောင်းတဲ့စုံမကြီးကတလိတ်ဆန်အချင်းချင်းကိုရန်တိုက်ပေးပြီးတော့ပိုးပြီးနေမကောင်းဖြစ်အောင်လို့လည်းလုပ်ခဲ့ပါသေးတယ်။ ကောင်းမွန်တဲ့ဇုံမကြီးကတော့ဒါတွေကိုတွေ့ရင်ဒေါသထွက်တာပေါ့မကောင်းတဲ့ဇုံမကြီးကတော့သူ့မွေးထားတဲ့တလိပ်ဆန်တွေကိုဒုက္ခရောက်စေခဲ့ပါပြီသူကလည်းစွမ်းအားတွေထုတ်သုံးပြီးမကောင်းတဲ့ဇုံမကြီးနဲ့တိုက်ခိုက်ကြပါရဲ့နောက်ဆုံးမှာမကောင်းတဲ့ဇုံမကြီးကသူ့ရဲ့မော်တက်လုံးကြီးနဲ့ကောင်းမွန်တဲ့ဇုံမကြီးကိုရိုက်ချဖြစ်လိုက်ပါတော့တယ်သူမလည်းနေထဲမှာသွားပြီးပြုတ်ကျသွားပါတယ်ခံရအပြင်းထန်လည်းရရှိသွားပါတယ်အဖွားကြီးဆုံးမကတော့တိုက်ခိုက်လို့ပြီးရတဲ့ချက်ချင်းအင်ကိုပြန်သွားပါတယ်။သူအနိုင်ရရှိပြီလို့ထင်သွားတာပါ။ တလိုက်ဆန်တွေအားလုံးကလည်းကောင်းမွန်တဲ့ဆုံးမကြီးကိုတွားကြည့်ကြပါရစေ။ဆုံးမကြီးခမညာမေ့မျောနေခဲ့ပါပြီ။အားလုံးလည်းဝမ်းနည်းလုံးလုံးမြေ့ကြီးနေကြပါရစေ။အားလုံးကလည်းအကူအညီပေးခြင်းခဲ့ကြပါမယ်။ဘလို့ကူညီပေးရမလဲနားမလဲကြပါဘူး။ဒီအချိန်မှာကြောင်လေးကရွာဘက်ကိုထွက်ခွာသွားပါရစေ။ကြောင်လေးကအိမ်တိုင်းအိမ်တိုင်းကိုသွားပြီးအကူအညီတောင်းပါရစေ။ဒီမှာအားလုံးနားထောင်ကြ။နင်တို့ကျမ်းမာရေးမကောင်းတဲ့အချိန်မှာကူညီပေးခဲ့တဲ့ဆုံးမကြီးအခုဒုက္ခရောက်နေတယ်။သူအရှောင်းနေမကောင်းဖြစ်နေရဲ့သူ့ကိုကူညီပေးရမယ်။ငါတို့မှတာဝန်ရှိတယ်လေဟုတ်တယ်မလား။ ဒီလိုနဲ့ကြောင်ကလည်းရွာထဲမှာရှိတဲ့တလိပ်ဆန်တွေအားလုံးကိုစုပြီးခေါ်လာခဲ့ပါတယ်။ပေးရနဲ့သူတို့ရဲ့ပွန်ဆွမ်းအားတွေအကုန်လုံးကိုတုံးဆွဲဖို့အတွက်ပြောပါရစ်။အားလုံးကလည်းဆောင်းဝကြီးကိုပြန်လည်နေကောင်းကြမသွားအောင်လုပ်ပေးပါရစ်။တစ်ဖက်မှာမကောင်းတဲ့အဖွားကြီးဆုံးမတော်တဲ့ဝင်လာခဲ့ပြီးနောက်မှာတော့လူတွေရဲ့အိမ်တွေကိုလိုက်ဖျက်ဆီးနေခဲ့ပါရစ်။လူတွေအားလုံးကိုလည်းတနေရာမှာဖမ်းဆီးချုံနှောင်ထားခဲ့ပါရစ်။တဖက်မှာတလိစံတွေအားလုံးပေါင်းပြီးကောင်းမွန်တဲ့ဆုံးမကြီးကိုတတိပြန်လဲလာအောင်လုပ်ပါရယ်ဆုံးမကြီးလည်းတတိပြန်လဲလာခဲ့ပါပြီအမြန်ထအမြန်ထရွာထဲမှာအတော်လေးကိုစုညံပွက်လို့ရိုက်နေပြီး ကောင်းတဲ့ဇုံမကြီးကရွာထဲဝင်သွားပြီးလူတွေကိုဖျက်ဆီးနေတယ်။အိမ်တွေကိုလည်းမီးရှို့လိုက်ပြီးလူတွေကိုလည်းဖမ်းဆီးထားတယ်။ကောင်းမွန်တဲ့ဇုံမကြီးအမြန်ဆုံးရွာထဲကိုဝင်သွားပြီးလူတွေကိုအကူအညီပေးပါတယ်။နေနောက်ဆုံးတော့ရောက်လာပြီပေါ့လေ။နေမွေးထားတဲ့တိရစ္ဆာန်တွေအကုန်လုံးကသူတို့ရဲ့စွာအားတွေကိုတုံးပြီးရောနင်းကိုပြန်ကူညီပေးခဲ့တယ်ထင်တယ်။ဟုတ်တယ်။ကောင်းတာလုပ်တဲ့သူကကောင်းမှာကိုရရှိရပဲ။အခုတော့နေရွာသားတွေကိုဒုက္ခပေးတဲ့အတွက်နင်းကိုငါလှုပ်ပေးမှာမဟုတ်တော့ဘူး။နင်ကတော်လေးလွန်နေပြီ။နင်ကငါ့ကိုဘာလုပ်နိုင်မှာမို့လို့လဲ။ငါမှာအနေထက်ပုံများတဲ့စွာအားတွေအများကြီးရှိရဲဆိုတော့ကိုလည်းမေ့မထားနိုင်အောင်နော်။ ီလောကကြီးမှာငါစွာအကြီးဆုံးပဲနားလေလားဒီနောက်ကောင်းမွန်တဲ့အဆုံးအမကြီးနဲ့မကောင်းတဲ့အဆုံးအမကြီးတို့အချင်းချင်းပြန်လဲတိုက်ခိုက်ကြပါရီဒီတစ်ခါမှာကောင်းမွန်တဲ့အဆုံးအမကြီးတစ်ခါပြန်လဲရှုံးလိုက်သွားခဲ့ပါရီခဏအကြာမှာတော့တလေးဆန်တွေအလုံးရောက်ရှိလာခဲ့ပြီးစွာအရီပေါင်းစီလိုက်တဲ့အခါမှာမကောင်းတဲ့အဆုံးအမကြီးထွက်ပြေးရပါရီနောက်ဆုံးမှာမကောင်းတဲ့အဆုံးအမကြီးလည်းအမြဲတမ်းအတွက်ထွက်ပြေးသွားခဲ့ပါရီ ကောင်းမွန်တဲ့ဇုံမကြီးကရွာသူရွာသားတွေကိုကဲတင်ပေးခဲ့ပါတယ်။ငါတို့မှာတော့တယ်ခွဲလောက်ပါနေ့ကိုအထင်လွဲခဲ့မိတယ်။နေရငါတို့အမြဲတမ်းကူညီပေးခဲ့ရတယ်နော်။ငါတို့ရဲ့တလိမ့်ဆန်တွေကိုလည်းအကူအညီပေးတယ်ကျေးဇူးတင်ပါတယ်။ဒီလိုနဲ့ဇုံမကြီးကိုရွာမှာပျော်ရွှင်စွာနဲ့နေထိုင်ခွင့်ပေးခဲ့ပါတယ်။